မင်္ဂလာပါရှင်။တောင်လင်းထားရဲ့မေလာ18ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွင်ကြည့်ရပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာ တင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်73အတွက်လူငယ်140နီးပါးစစ်သားစုဆောင်ခံထားရတဲ့သတင်း။ တပတ်အတွင်းထိုင်းမြန်မာနယ်စပ်ကစစ်တပ်စခန်း၄ခုသိမ်းပိုက်ခံရတဲ့သတင်းနဲ့ဖာပေါ်မြို့နယ်ကလဲမူပလောစစ်တပ်စခန်းပိတ်ဆို့ဝိုင်းရံခံရတဲ့သတင်းရွေးကောက်ပွဲအတွက်မိစဉ်ကြည့်ရမယ့်သဘောလို့နိုင်ငံရေးပါတီတွေပြောလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ယူကရိန်းရုရှားငြိမ်းချမ်းရေးဆွေးနွေးပွဲဗာတီကန်မှာလက်ခံကျင်းပပေးမယ်လို့ပေါ်ရဟန်းမင်းကြီးကမ်းလှမ်းလိုက်တဲ့သတင်း နျူကလ িয়ার သဘောတူညီမှုရယူဖို့ပြတ်ကွက်ရင်မကြုံစဘူးတိုက်ခိုက်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့အီရန်ကိုထရန့်သတိပေးလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မွန်ပြည်နယ်မှာစစ်ကောင်စီဖွင့်လှစ်မဲ့စစ်မှုထမ်းတင်တဲ့အပတ်စဉ်73အတွက်လူငယ်140နီးပါးစစ်သားစုဆောင်ခံခဲ့ရတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။စစ်သားစုဆောင်ခံရတဲ့လူငယ်တွေကိုမေလ18ရက်နေ့ကမော်လမြိုင်မြို့ရှိအစေးတောင်တိုင်းစစ်ဌာနချုပ်ရဲ့နေမြေခံတင်တန်းကျောင်းမှာစစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းဦးဆောင်တဲ့အဖွဲ့ကတွားရောက်တွေ့ဆုံခဲ့တာပါ။စစ်မှုထမ်းတပ်သားစုဆောင်ခံရတဲ့အရေးအတွက်ကိုစစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိပေမဲ့မှတ်တမ်းဓာတ်ပုံတွေအရ စစ်သားစုဆောင်ခံရတဲ့လူငယ်140နီးပါးရှိပါတယ်။စစ်မှုထမ်းပတ်စဉ်73တင်တန်းအတွက်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေဟာစစ်ကောင်စီရဲ့အတင်းအဓမ္မဖမ်းဆီးခံရပြီးတဲ့နောက်တပ်သားစုဆောင်ခံရသူအများဆုံးပါဝင်တယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။စစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်အသက်အရွယ်မပြေသေးသူတွေကိုစစ်မှုထမ်းမခေါ်ယူဖို့ပြောဆိုနေခဲ့ပေမယ့်ဒေသတွေမှာတော့အသက်မပြေတဲ့လူငယ်တွေအပြင်ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါတပ်သားတစ်စုဆောင်တာတွေရှိနေပါတယ်။ တန်လွင်ထိုင်းကပြည့်စုံထားတဲ့အချက်အလက်တွေအရမိုဘီနယ်မှာစစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းတင်တဲ့အပတ်စဉ်တက်ကနေအပတ်စဉ်ဆက်နှစ်အတွင်းဒေတာရင်းကလူငယ်2100ထံမင်းဆက်သားစုဆောင်ခံထားရပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်နဲ့သနင်းသာရီတိုင်းတဝဲမြို့နယ်ရှိစစ်ကောင်စီရဲ့မစုံတမ်းခံစစ်စခန်း၄ခုကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ တော်လရင်အင်အားစုပူပေါင်းတပ်ဖွဲ့တွေဟာမေလ9ရက်နေ့ကကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ရှိတခေါဘီခီစစ်စခန်းနဲ့တနင်္သာရီတိုင်းထဝယ်မြို့နယ်ရှိခီခီဖြူဝါစခန်းတို့ကိုတိမ့်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။မေလ13ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ရှိစစ်ကောင်စီရဲ့တာလေဖြူဝါစခန်းကိုပြန်လည်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတာလေဖြူဝါစခန်းဟာစစ်တပ်အတွက်စီးရဲအရအလွန်အရေးပါတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။1989ခုနှစ်မှာစတင်တပ်ဆွဲခဲ့တဲ့ ဒါလည်း viewer scan ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကနှစ်ပေါင်း36နှစ်အကြာမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။ထိုင်းမြန်မာနယ်စပ်ကစစ်တပ်စခန်း၄ခုတိုက်ခိုက်သိမ်းပိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1566ရက်တွင်ကြောက်ဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စည်းကိုတင်ဆက်ပြပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1565ရက်တွင်အစံဖတ်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6682ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2948ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9000အထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီစီစဉ်ကိုတော့နိုင်ငံရေးသင်းသားများကိုကြီးစောင့်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖားပုံမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့လယ်မှုဘလော့စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်နေပြီးစခန်းကိုလည်းဝိုင်းရံပိတ်ဆို့ထားတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါဗျ။ ကရင်ပြည်နယ်ဘာပုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့လင်ဘူပလော့စကန်ကို KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ကပြစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးစကန်ကိုလည်းပိတ်ဆို့ဝန်းရံထားတယ်လို့ KNU တပ်မှငါပြောခွင့်ရဗိုလ်မှူးကြီးစောကလေတို့ကတန်လွင်တိုင်းကိုပြောပါတယ်။ KNU တပ်မှငါနေမြေတွင်းရှိစစ်ကောင်စီရဲ့တော်မှုပလေမဲလင်ဘူပလော့တပ်စကန်ကို FFD drone တပ်ဖွဲ့ဝင်တွေနဲ့ KNL drone တန်တန်းသားတွေကတိုက်ခိုက်နေတာကိုမေလ14ရက်နေ့မှာ Four for the Federal Democracy FFD ကလည်းသတင်းထုတ်ပြန်ထားပါတယ်။လေမူပလော့စကန်ဟာပါပွန်မြို့ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့စကန်တစ်ခုဖြစ်ပြီးအဲ့ဒီစကန်ရဲ့ဝင်ထွက်သွားလာနေတဲ့နေရာတွေအားလုံးကိုကင်မျိုးသားလွမြောက်ရေးတပ်မတော် KNL တပ်မှ၅ဦးဆောင်တဲ့တော်လန်ဤပူပေါင်းဘွဲကပိတ်ဆို့ဝင်ရန်ထားတယ်လို့ဘုံမူကြီးစော့ကလေးတို့ကဆိုပါတယ်။ KNL တပ်မှ၅တော်လန်ဤပူပေါင်းဘွဲကစစ်ကောင်စီရဲ့လေမူပလော့တက်စကန်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့ ပြစ်ခတ်လျက်ရှိနေပြီးစစ်ကောင်စီတပ်ဘက်ကလည်းစကန်နစ်ကနေပြန်လေတုတ်ပြန်ပြစ်ခတ်နေတာပါအဲ့ဒီစကန်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့သာပြစ်ခတ်မှုတွေသာလုံးဆောင်နေသေးပြီးစကန်ပေါ်ကိုဝင်ရောက်တိုက်ခိုက်တာမျိုးတွေမရှိသေးသလိုတိုက်ခိုက်သေးဆုံးဒဏ်ရာရရှိမှုကိုလည်းမသိရသေးဘူးလို့ဘူမူကြီးစော့ကလေတူကဆိုထားပါတယ် KNU ဖာပုံခရိုင်တပ်မ9နယ်မြေဧရိယာထဲမှာကင်မျိုးသားလူမျိုးရေးတပ်မတော် KNN နဲ့စစ်ကောင်စီတပ်တို့ကြားလက်တလုံးမှာ နှစ်ဖက်တိုက်ပွဲတွေကြီးကျယ်ဖြစ်ပွားတာမရှိသေးပေမဲ့ဖာပုံဘက်မှာ ရှိတဲ့စစ်တပ်စခန်းတွေကိုပူပေါင်းတပ်ဘက်ကပိတ်ဆို့ထားတာပါဒါအပြင်စစ်ကောင်စီတပ်ကဖာပုံခရိုင်တပ်မငါနေမြေတဲကိုလေရင်ပြန်နဲ့လာရောက်ပုံကျဲတာတွေရှိနေသလိုဖာပုံအောက်ဘက်ကကမာမောင်းကနေစစ်ကောင်စီတပ်ကစစ်ချောင်းထိုးလာပြီးမဲ့လက်ရှိချိန်ထိကတိုင်တိကိုရောက်ရှိလာတာမရှိသေးပဲကမာမောင်းနီးမှသာစီရေလှရှားနေတော့ပဲလို့သိရပါတယ်ကမာမောင်းကကနေ

ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပြထားပါဗျ။ ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီနဲ့ညနေချင်းဆိုင်ဆွေးနွေးရေးရုရှားသမ္မတဗလာဒီမာပူတင်လာရောက်ဖို့ပြက်ကွက်ခဲ့တဲ့အက်စတန်ဘူဆွေးနွေးပွဲမှာအောင်မြင်ဖြစ်ခဲ့ပြီးနောက်ပုတ်ရဟန်မင်းကြီးလီယိုဆက်လီယာယူကရိန်းရုရှားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဗာတီကန်နန်းတော်ကလက်ခံကျင်းပပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။လိုအပ်လို့ရှိရင်ပုတ်ရဟန်မင်းကြီးကဗာတီကန်နန်းတော်ကိုရုရှားနဲ့ယူကရိန်းကြားတိုက်ရိုက်ဆွေးနွေးနိုင်တဲ့နေရာဖြစ်လာအောင်လုပ်ပေးဖို့ဆန္ဒရှိတယ်လို့ဗာတီကန်နန်းတော်နိုင်ငံသားရေးဝန်ကြီးရဲ့မေလ16ရက်ကြေညာချက်မှာဖော်ပြထားပါတယ်။ တူရကီမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးမှုတွေမအောင်မမြင်ဖြစ်သွားလို့ဗာတီကန်နန်တော်ကစိတ်မကောင်းဖြစ်ရတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်ပေါ်ယဟန်မင်းကြီးလီယိုဆက်လီကယူကရိန်းရဲ့ဂရိကက်သလစ်ဘုရားကျောင်းခေါင်းဆောင်ကိုဗာတီကန်နန်တော်မှာမေလ15ရက်ကလက်ခံတွေ့ဆုံခဲ့ပြီးယူကရိန်းစစ်ပွဲငြိမ်းချမ်းစွာအဆုံးသတ်ရေးဆောင်ရွက်ပေးဖို့တိုက်တွန်းပြောကြားခဲ့တာပါယူကရိန်းဖုံးတော်ကြီးကပေါ်ယဟန်မင်းကြီးကိုယူကရိန်းသို့ဖိတ်ခေါ်ပြီးလက်ရှိရုရှားဖန်စီထားတဲ့ယူကရိန်းအကျဉ်းသားတွေရဲ့စည်းရင်းကိုပေးအပ်ခဲ့တယ်လို့သိရပါတယ် ပိုယဟမင်ဂျီဖရန်စစ်လက်ထက်မှာဗာတီကန်ကအကျဉ်းသားလဲလှယ်ရေးနဲ့ယူကရိန်းကလေးငယ်တွေကိုရုရှားကပြန်လည်ပို့ဆောင်ရေးထောက်ခံအားပေးကူညီခဲ့ပါတယ်။ပိုယဟမင်ဂျီလီယိုဆက်လီကိုမေလ18ရက်မှာတရားဝင်ယာဒုခန့်အပ်မှာဖြစ်ပြီးယူကရိန်းသမ္မတဇလန်စကီနဲ့အမေရိကန်ဒုသမ္မတဂျီဒီဗင်းစ်တို့တက်ရောက်မယ်လို့မျှော်လင့်ရပါတယ်။ မနေ့ပြန်ဧပြီလ18ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေရောမြန်မာနိုင်ငံအရှေ့ပိုင်းအလယ်ပိုင်းမြဝကျုံးပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူထန်နေပြီးမြန်မာနိုင်ငံအထက်ပိုင်းမှာတိမ်အနည်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းမြဝကျုံးပေါ်နဲ့တောင်ပိုင်းဒေသတွေမှာနေရာဆက်စိတ်မိုးတချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူကွန်ရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်တွေအရအနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ဘက်စွန်းဒေသတွေမှာမေလ23ရက်နေ့မှာစတင်ဝင်ရောက်ခဲ့ပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ရက်ကနေ26ရက်အတွင်းမှာလကောက်မြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေကိုဇွန်လ1ရက်နေ့နောက်ပိုင်းမှာလကောက်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီခုတစ်ပတ်အတွင်းမုတ်တုံဝင်ရောက်နိုင်ချိန်ကုန်းပြေပေါ်မှာမုတ်တုံလေးပြားနဲ့ရွှေဝန်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်နေရာကွက်လိုမိုးကြီးခြင်း ဘိုးသီးကျွေခြင်း၊လေပြင်းတိုက်ခတ်ခြင်းနဲ့တရက်တပြက်ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထက်အထက်မှတိမ်ထူထန်နိုင်ပါတယ်။တနင်္လာရီကံယူရန်နဲ့မုတ်တမခွေဘက်တို့မှာလေဟာအနောင်နောင်မြောက်ဘက်ကနေတနင်္လာရီ15မိုင်မှ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးတိုင်းအထက်အထက်မှလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကံယူရန်နဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောင်နောက်တောင်ဘက်ကနေတနင်္လာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီး လိုင်းနေငယ်မှာလိုင်းတင်တင်ရှိနေပါတယ်။နေပြီးတော့သခိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြားမှာနေရာဆက်ဆက်မိုးထချုံရနိုင်ပြီးပဲခူးတိုင်းမှာတော့နေရာဆက်ဆက်မှာနေရာကျကျဲမိုးထချုံရနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကြာဆင်းနိုင်ပါတယ်။ အမြင့်ဆုံးပူကျန်းကြီးအနေနဲ့မော်လမြိုင်မြို့နယ်တဝယ်မြို့တို့မှာ32ဒီဂရီစင်တီဂရိတ်စီပန်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနေပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခဲအလွန်ရောက်ကြီးအညွန်ကိအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးမြဝကျွန်းပေါ်ဒေသတွေမှာအလွန်မြင့်မားတဲ့အဆင့်နဲ့မြန်မာနိုင်ငံအထက်ပိုင်းမှာတော့တာမန်အဆင့်မှာရှိနေနိုင်ရဲ့လို့ခန့်မှန်းရရှိပါတယ် ဒီမိုးလေဝသအစည်းအဝေးကိုတော့မြို့သားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တာမင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။